အားလုံးမင်္ဂလာပါ War Box ကနေပြန်လည်ကြိုဆိုပါရစေ။စစ်သမိုင်းအကြောင်းတွေကိုပြပြဆုံဆုံတင်ဆက်ပေးတော့ပါမယ်။အချိန်က1939ခုနှစ်ဒီဇင်ဘာလဖင်လန်နိုင်ငံကာရီလီယန်ကျွန်းဆက်ရဲ့နှင်းဖုံးနေတဲ့လွင်ပြင်တွေပေါ်မှာဆိုဗီယက်တပ်ညီတော်စစ်သားတွေဟာအရင်အတွက်တအားနေနေတဲ့ရန်သူဘက်ကိုတဖြည်းဖြည်းချင်းရှစ်တိုးရှီတက်လာနေပါတယ်။ရုပ်တရက်ကြည့်မဲ့ဆိုရင်တော့ဘာမှမရှိပါဘူး။အဲ့ဒီလိုဘာမှမရှိတဲ့နေရာကနေတနက်တန်တစ်ဆက်ထွက်ပေါ်လာပြီးတော့ ဆိုပြီးရစစ်သားတယောက်ကြာတော့ပါတယ်။သူတို့ရဲ့ရှစ်မှာအတော်ဆုံးစနိုက်ပါတနက်သမားတယောက်ပုံနေတာကိုသူတို့တွေမသိကြတာပါ။စီမိုဟေယာကို1905ခုနှစ်ဒီဇင်ဘာလ16ရက်ဖင်လန်နိုင်ငံရဲ့တောင်ပိုင်းရုရှားဘီမြို့အနီးကလေသမားဆန်တစ်ခုမှာမွေးဖွားခဲ့ပါတယ်။သူမိသားစုမှာ9ယောက်မြောက်ကလေးဖြစ်ခဲ့ပါတယ်။အနေအေးပြီးတော့မှဆက်တက်တဲ့စီမိုဟေဟာကစာတင်ချောင်းကို၄နှစ်လောက်ပဲတက်ခဲ့ပါတယ်။ဒီဖက်မှာဆိုရင်တော့အရှိခံမူလာတဲ့အဆင့်လို့ပြောရပါပါ။ အဲ့ဒီနောက်ပိုင်းစာမန်ဘဝအနေနဲ့ပဲဖြတ်တန်းခဲ့ပါတယ်ကြည်လက်ဒေတာမှာလေယာလုံငယ်တစ်တော်လုံငယ်ငါဖမ်းတာတဲ့အမေလိုက်တာတွေကိုသူလုတ်ခိုက်ခဲ့ပါတယ်ဖင်လန်နိုင်ငံကို1806ခုနှစ်ကနေ1980ခုနှစ်အထိရုရှားကအုပ်ချုပ်ခဲ့တာပါဒီနေရာမှာဖင်လန်နိုင်ငံအတွင်းမှာအဓိကအုပ်စုနှစ်ခုရှိခဲ့ပါတယ်တစ်ခုကတော့ဖင်လန်နိုင်ငံကိုလွယ်လွယ်ရေးရယူစေခြင်းနဲ့အဖြူရောင်အုပ်စုနဲ့နောက်တစ်ခုကတော့ဆိုဗီယက်ကိုထောက်ခံတဲ့အနေရောင်အုပ်စုပဲဖြစ်ပါတယ် စီမိုကြည်ပြက်လာတဲ့အခါမှာဖင်လယ်နိုင်ငံဟာပျို့လေးနေတဲ့ရုရှားအင်ပါယာကနေလွယ်လွယ်ရရခဲ့ပြီးတော့မှသူတို့ရဲ့ကြမ်းတမ်းတဲ့ပြည်တွင်းစစ်ကိုလည်းတိုက်ခဲ့ရပါတယ်ဒီဒီချိန်မှာတော့အဖြူရောင်ဘက်ကအနိုင်ရခဲ့ပါတယ်အဲ့ဒီအဖွဲ့တွေမှာစေတနာဝန်ထမ်းတွေစစ်ပြန်တွေနဲ့အရင်စစ်တီတွေပါဝင်တဲ့လစ်ကျင်ပြည်သားပြည်သူစစ်တွေလည်းပါဝင်ပါတယ်သူတငေချင်းတွေကသူ့ကိုစီမူနာလို့နာမည်ပြောင်းပေးခဲ့ကြပြီးအဓိပ္ပာယ်ကတော့ကိုဘေးဦးဖြစ်ပါတယ်သူကစစ်မှုထမ်းကို1925ခုနှစ်မှာစတင်ခဲ့ပြီးတော့ တကယ်နဲ့တာဝန်ပြီးဆုံးတဲ့အချိန်က1920ခွန်ဖြစ်ပါတယ်။ဒါပေမဲ့လည်းသူကတာဝန်ပြီးဆုံးတော့တဲ့အခါမှာအရင်စစ်တီအဖြစ်ဆက်ပြီးတော့မှစစ်မှုထမ်းခဲ့ပါတယ်။အဲ့ဒီအချိန်ကာလမှာဖင်လန်စစ်တပ်က M27 rifle ကိုစတဲ့အသုံးပြုနေပါပြီ။ M27 rifle ဆိုတာကရုရှားရဲ့ Mosin Nagant တနက်ကိုပိုအစင်းမြင့်အောင်လှုပ်ထားတဲ့တနက်ဖြစ်ပါတယ်။ဒါပေမဲ့ဒီဂျာမနီရဲခါတပ်သားတွေလေ့ကျင့်တင်ကြားပေးခဲ့တဲ့ ဖင်လယ်အရက်ဖက်အဆောင်တက်ကတော့ပို့ပြီးတီးကြတဲ့ M28 30 rifle ကိုပို့ကြိုက်ကြပါတယ်။အဲ့ဒီတနေ့ရနာမည်ကိုဖင်လယ်အမေးလိုက်ခွေးရဲ့နာမည်ဖြစ်တဲ့ Pesti Kova လို့အမည်ပြောင်းပေးထားပါတယ်။ဘာလို့လဲဆိုတော့အဲ့ဒီ rifle မှာရှိတဲ့ပြင်းမှတ်ချိန်တဲ့ကရိယာတွေကခွေးရဲ့နရဲနဲ့တူနေတဲ့အတွက်ပါ။အဲ့ဒါတွေကအဝေးကြီးကိုပြစ်တဲ့အခါမှာလေဘေဘက်ကိုတိုင်းနေတယ်လဲဆိုတော့ကိုတွက်ဆက်ဖို့ကူညီပေးပါတယ်။နောက်ပြင်းမှတ်ချိန်တဲ့ကရိယာတစ်ခုမှဆိုရင်လည်းအပြင်အဆင်နှမျိုးပါပါတယ်။ တစ်ခုကအမြန်ရှိန်ကြီးဖို့အတွက်ဖြစ်ပြီးနောက်တစ်ခုကတီးကြတဲ့အကော်အဝေးကိုတွဲဆက်ဖို့အတွက်ဖြစ်ပါတယ်။နောက်ပိုင်းမှာတော့စီမိုဟာဓာရီကိုအသုံးပြုတဲ့နေရာမှာကျွင်ကျင်သူတယောက်ဖြစ်လာပါတယ်။ဒါကအဲ့ဒီခင်မှာတော့အကောင်းဆုံးတနက်တွေတွေကတစ်ခုပါ။ဒါပေမဲ့လည်းဈေးကလည်းတော်တော်ကြီးပါတယ်။အစိုးရတပ်သားတွေအတွက်အလုံးမရင်ဝေပေးဖို့အတွက်ပတ်စံမရှိပါဘူး။ဒီတော့ကုန်ကြစရိတ်ရဲ့တစိမ့်တစ်ပိုင်းကိုပေးရှိပြီးအမေးလိုက်ဖို့လေ့ကျင့်ဖို့နဲ့ကိုကိုကိုကာကွယ်ဖို့အတွက် right pay ကိုအိမ်ယူတော့နိုင်တယ်ဆိုပြီး တက်သားတွေကိုအစိုးရကကန့်လှန့်ခဲ့ပါတယ်။အစိုးရကကန့်လှန့်လိုက်တဲ့ကိစ္စကိုအစောင်းတက်သား3000လောက်ကလက်ခံဝေယူကြပါတယ်။အဲ့ဒီမှာစီမိုလည်းတနက်တလဲဝေလိုက်ပါတယ်။သူရဲ့ rainbow ဟာ Amazon C0974 ဆိုတဲ့ Mozen M2830 ဖြစ်ပါတယ်။တနက်တွေ့ရလာတဲ့အခါမှာအရက်ဖက်အစောင်းတက်ကတနက်ပြည့်ပြိုင်ပွဲအများအပြားကျင်းပခဲ့ပါတယ်။စီမိုဟာအမေးလိုက်တာနဲ့ပြစ်ခတ်တာကိုဝါသနာပါတဲ့အတွက်အချိန်တိုင်းမှာပါဝင်ခဲ့ပါတယ်။ဒါကြောင့်စူကြီးတွေရတာမျိုးတွေမရှိခဲ့ပါဘူး။ အပျော်နဲ့အဆင်းလောက်ပဲရှိတယ်လို့ပြောရမှာပါသူရတဲ့စုကလဖက်ရည်စွန်းတစုံပါဝင်ပြိုင်တဲ့အချိန်တိုင်းမှာထုံးစံအတိုင်းပဲလဖက်ရည်စွန်းတစုံပဲသူရပါတယ်ဒါပေမဲ့သူကအဲ့ဒါကိုဂရုမစိုက်ပါဘူးဒီလိုနဲ့နောက်ပိုင်းမှာပြိုင်ပွဲအများအပြားမှာအမှတ်အများဆုံးရရှိတဲ့လူငယ်တယောက်ဖြစ်လာခဲ့ပြီးတော့ကျွမ်းကျင်တနက်သမားတယောက်ဖြစ်လာခဲ့ပါတယ်အရက်ပတ်အဆောင်တဲရဲ့ပြစ်ခတ်မှုပြိုင်ပွဲတွေဟာအရေးကြီးပါတယ်ကျွန်တော်တို့အားလုံးဟာကျွန်တော်တို့ရဲ့လက်နက်တွေအကြောင်းသင်ယူခဲ့ကြပြီးအတူတကောပူပေါင်းဆောင်ရွက်ဖို့လည်းသင်ယူခဲ့ကြပါဗျာ ဒါတွေမရှိခဲ့ရင်ဖင်လန်နိုင်ငံဟာဆောက်ရသည့်စစ်ပွဲအတွင်းအသက်ရှင်ကြံရင်းနိုင်မှာမဟုတ်ပါဘူးဆိုပြီးတော့မှအရက်ဖက်အဆောင်တပ်သားတယောက်ကပြောခဲ့ပြပါတယ်။စီမိုဟာသူ့ရဲ့ရိုင်ဖယ်ကိုနေတိုင်းတန်းရှင်းရေးလုပ်ပြီးတော့မှတကယ်ကိုယူဆိုင်ခဲ့ပါတယ်။သူ့လိုမျိုးတခြားတပ်ဖွဲ့ဝင်တွေဟာလည်းသူတို့တွေရဲ့ရိုင်ဖယ်တွေကိုအမျက်တနှိုးထားကြပြီးတော့မှလေ့ကျင့်မှုတွေလည်းအမြဲတမ်းလုပ်လို့လုပ်နေကြပါတယ်။ဒါကြောင့်ဖင်လန်နိုင်ငံမှာကျွမ်းကျန်တဲ့သမားအများအပြားပါဝင်တဲ့အဆောင်တပ်ဖွဲ့ကိုဖွဲ့စည်းထားပြီးသားဖြစ်တော့ပါတယ်။ အထုတလေရည်ရွယ်ပြီးတော့မှဖွေးစည်းလိုက်တာမျိုးဆိုတာတဲ့သူတို့တွေရဲ့စိတ်ပါဝင်စားမှုပြီးလေ့ကျင့်မှုတွေကြောင့်ကျွမ်းကျင်တဲ့သမားတွေပေါ်ထွက်လာခဲ့တာပါအဲ့ဒီနောက်ပိုင်းသိမ့်မချခင်မှာတကယ်အရေးကြီးတဲ့တက်ကွေးမှာလည်းအဲ့ဒီတနက်သမားတွေကဖင်လန်တိုင်းပြည်အတွက်အများကြီးအထောက်အကူပြုလာမှာဖြစ်ပါတယ်1939ခုနှစ်ဆောင်းဥရာတီမှာနာဇီဂျာမနီနဲ့ဆိုဗီယက်ယူနီယံတို့ကပိုလန်ကိုကျူးကျော်ပြီးတော့မှအရှေ့ဥရောပကိုခွေးဝေယူခဲ့ကြပါတယ်သူတို့ရဲ့သဘောတူညီချက်ဖြစ်တဲ့ ဒီမိုလိုတော့ရေဗန်ထရော့သဘောတူညီချက်ကဆိုဗီယက်ယူနီယံကဘော်တင်းနိုင်ငံတွေကိုတင်ပိုင်းမှာဖြစ်ပြီးတော့အဲ့ဒီနောက်မှာဖင်လန်ဘက်ကိုဥတီခဲ့ပါတယ်ဖင်လန်ရဲ့အစိမ့်အပိုင်းဖြစ်တဲ့ဒီကာရီလီယာဒေသဟာဆိုရင်လီနန်ဂရက်ကနေ40ကီလိုမီတာပဲဝေးကွာပါတယ်စတာလင်ကဒီနေရာဟာလုံခြုံရေးအတွက်စိုးရိမ်နေရပြီလို့ယုံကြည်ခဲ့ပါတယ်ဆိုဗီယက်နိုင်ငံသားရဲ့ဝင်ကြီးဖြစ်တဲ့မိုလိုတော့ကနေရာလေးလေးဖို့အကြံပြုခဲ့ပေမဲ့ဖင်လန်လူမျိုးတွေက နောက်ထပ်လာမဲ့ဒီဆိုဗီယက်ရဲ့တောင်းဆိုမှုတွေကိုကြောက်ရွံ့တဲ့အတွက်ညှင်းဆိုခဲ့ပါတယ်။1939ခုနှစ်နိုဝင်ဘာလရဲ့နောက်ဆုံးနေ့မှာကျွန်တော်လေ့ကျင့်ရေးမှာရှိနေခဲ့ပါတယ်။မနေ့ပိုင်းမှာဆိုဗီယက်ရဲ့အမြောက်တပ်ကကျွန်တော်တို့ရော်တွေကိုပြစ်ခတ်ပြီးတော့သူတို့ရဲ့ရှေ့ကျင်တပ်တွေနေဆက်ကိုဖျက်ကျော်လာတယ်ဆိုတာကိုကျွန်တော်တို့ကြားခဲ့ရပါတယ်။အဲ့ဒီအခါကျွန်တော်တို့သိလိုက်ရပါတယ်။စစ်ပွဲစတင်ပြီပေါ့ဗျာဆိုပြီးတော့မှစီမိုကပြန်ပြောင်းပြောပြခဲ့ပါတယ်။အဲ့ဒီအချိန်မှာစီမိုဟာဆိုရင် လာရိုကရေအန်ရဲ့မြောက်ဘက်60ကီလိုမီတာမှာရှိတဲ့သူ့ရဲ့တပ်ဖွဲ့စီကိုအမြဲပြန်သွားခဲ့ပါတယ်။သူ့ရဲ့ရိုင်ဖေကိုလည်းထက်ချက်မကောယူသွားခဲ့ပါတယ်။အဲဒီနောက်အမှတ်34ရှေ့ကျင်တဲရင်ရဲ့တက်ခွေ6မှာတက်ချက်ကြီးဖြစ်လာခဲ့ပါတယ်။သူတို့ရဲ့တက်ခွေမှုကတော့အာနေယူတီလိုင်နဲ့ဖြစ်ပြီးတော့အရင်ကပြင်သေးနိုင်ငံသားတက်ဖွဲ့ဝင်စစ်သားတဦးဖြစ်ခဲ့ပူပါတယ်။စီမိုရဲ့အဖွဲ့ကိုသူပြောခဲ့တဲ့ပထမဆုံးစကားကတော့ကျွန်တော်တို့ရာရှားလူမျိုးတွေနဲ့တိုက်ရမယ်မှတ်ထားပါ။ ူတို့ကကျွန်တော်တို့ရဲ့အင်ဂျင်တွေပါဒါကြောင့်အရင်ပြင်းပြင်းထန်ထန်မတိုက်ပါနဲ့သူတို့ရဲ့ခေါင်းတွေလွန်ထွက်တော်လောက်အောင်ပဲတိုက်ပါဆိုပြီးတော့မှပြောခဲ့ပါတယ်။ကွာလာမြစ်ဒေသကိုကောက်ခွေဖို့အတွက်အမှတ်34တန်ရင်းကိုဆေလွှတ်ခဲ့ပါတယ်။ဒီလို AK ပြီးတော့မှတစ်တော်တွေရှိတဲ့နေရာမှာဆက်တွေ့ရေးလမ်းကြောင်းအနေနဲ့ကားလန်တစ်ခုရဲ့မိထားလန်တစ်ခုရဲ့ပဲရှိပါတယ်။အဲ့ဒါကဆိုပြီးရဲ့နေဆက်ကိုလိုအီမိုလာနဲ့ရှိတ်ဆက်ပေးထားတဲ့ဆက်တွေ့ရေးလမ်းကြောင်းဖြစ်ပြီးတော့မှ ဖင်လန်ရဲ့အမှတ်၁နှစ်တမဌာနချုပ်တည်ရှိရနေရလဲဖြစ်ပါတယ်။ဒီလမ်းကြောင်းကနေဆိုဗီယက်ရဲ့အမှတ်၁တမတော်ကဆိုဗီယက်စစ်သားတသိန်း2000တင်း5400နဲ့အမြောက်600ဝင်ရောက်လာခဲ့ပါတယ်။အင်အားမများပေမဲ့လည်းဖင်လန်စစ်သား4000ကဆိုဗီယက်တွေကိုတွန်းလွန်ခဲ့ကြပါတယ်။ကော်လာမြစ်တစ်လျှောက်60ကီလိုမီတာအထိတက်ဖြန့်ထားတဲ့အမှတ်၁နှစ်တမကအဓိကတိုက်ခိုက်မှုတွေကိုတာဝန်ယူရပါတယ်။ဆိုဗီယက်တွေကလာဒိုဂါရေအိုင်ပက်လေကနေရွေးလျားပြီးတော့မှ မန္တာဟိန်ခံစေအကြောင်းကိုနောက်ကနေတိုက်ခိုက်ဖို့အကြံရှိခဲ့ပါတယ်ဒီကိစ္စကတော်တော်လေးစိုးရိမ်စရာများတယ်ဆိုတာကိုတော့ဖင်လန်လူမျိုးတိုင်းသိကြပါတယ်ကွာလာကိုကောက်ွေထားရမယ်ဆိုတာဟာအမျိုးသားကြွေးကြော်သံဖြစ်လာခဲ့ပါတယ်ဆိုဗီယက်ရဲ့အမှန်၅၀လျှောက်တနက်ကင်တမားကနေဆဲမျိုးဖြစ်တဲ့ဆူအိုရာဘီကိုတင်ပိုက်ပြီးတော့မှဖင်လန်လူမျိုးတွေကိုနောက်ပြန်ဆုတ်ခိုက်ခဲ့ပါတယ်ဖင်လန်လူမျိုးတွေကအရှိန်ဆွေးတိုက်ပွဲတွေကိုတိုက်ခဲ့ပေမဲ့အခက်အခဲရောက်နေကြပါတယ် မဆုံးနိုင်တဲ့ဆိုပြီးရဲစစ်သားလိုင်းတွေကလည်းသူတို့ကိုရှေ့မုံဖို့အတွက်အသင်းဖြစ်နေပါတယ်ဒီဇင်ဘာလ၄ရက်နေ့မှာစီမိုရဲတရင်ကကွာလာမြင်းမှာကာကွယ်ရေးတာဝန်ကိုယူခဲ့ပါတယ်အဲ့ဒီဒေသမှာအပူချိန်တွေကနေကင်းဘက်မှာဆိုရင်အနှုန်း25ဒီဂရီဆက်စီရဲ့ဖြစ်ပြီးတော့မှညာဘက်ဆိုရင်အနှုန်း40ဒီဂရီဆက်စီရဲ့ဖြစ်ပါတယ်စစ်တိုက်လာကြတဲ့ဆိုပြီးရဲစစ်သားတွေဟာယူကရိန်းလိုနွေတဲ့ဒေသကနေလာကြတာများတဲ့အတွက်အအေးတွေကိုဆူဆူရော်ရော်ခံစားခဲ့ရရပါတယ်ဒါပေမဲ့ ဖင်လယ်လူမျိုးတွေကတော့ဒီအအေးတန်ကိုကျင်းသားရနေကြပါပြီရုရှားလူမျိုးတွေကမိဘုံကြီးတွေပတ်လည်မှာထိုင်နေကြကြပါတယ်ကင်းဆောင်လည်းမရှိဘူးလုံခြုံရေးလည်းမရှိဘူးလူတိုင်းကအနှွေးတဲ့ရဖို့စ조사နေကြတာပါကျွန်တော်တို့အနာကိုတော်တော်ပြီးရှိသမျှလက်နက်တွေနဲ့ပြစ်ခတ်ခဲ့ကြတဲ့အတွက်အေးခေးနေတဲ့တော်ထေကိုထွက်ပြေးတော်ခဲ့ကြပါတယ်ဆိုပြီးတော့မစီမိုကပြန်ပြောင်းပြောပြခဲ့ပါတယ်ဖင်လယ်လူမျိုးတွေကရေရင်နဲ့ကာကွယ်ရေးနေပြူဟာတွေကိုအသုံးပြုခဲ့ကြပါတယ်ခိုင်မာတဲ့နေရာတွေကိုထိန်းထားတာအပြင် ရန်သူကိုရှုံခိုတိုက်တာအင်အားသင်းစေတဲ့ဝင်ရောက်စီးနှဲမှုတွေလုပ်တာနဲ့စနိုက်ပါတွေကိုအသုံးပြုတာတွေပါလုပ်ခဲ့ကြပါတယ်။ဆိုဗီယက်တွေအနေနဲ့တော့အထိတ်တလန့်ဖြစ်စေရပါဒီလိုမျိုးဖြစ်လာလိမ့်မယ်လို့သူတို့ဗေဒုံကမှမတွေးခဲ့ဘူးပါဘူး။ဆိုဗီယက်တွေရဲ့တင်းကားတွေလေယံတွေနဲ့ဒီအမြောက်တွေဟာတစ်တောတွေနဲ့နယ်ဆိုင်နဲ့နှင်းတွေထဲမှာအသုံးမဝင်တဲ့အခြေအနေဖြစ်သွားပါတယ်။ပြီးတော့စတာလင်ရဲ့တုတ်တင့်ရှင်လင်းမှုတွေနောက်ပိုင်းဒီတန်းနီတော်အတွင်းခေါင်းဆောင်ခေါင်းတွေကမရှိခဲ့ပါဘူး။ ရှိနေတဲ့ခေါင်းဆောင်တွေကဒီနေပြူဟာတွေကိုပြောင်းလဲအသုံးမပြုတတ်တဲ့အတွက်စစ်သားလှိုင်းလုံးကြီးကိုပဲအတွေ့အတွေ့ပို့လှပ်ပါတယ်စစ်သားအင်အားများများနဲ့တိုက်ခိုက်မယ်ဆိုရင်စစ်ပွဲကိုအောင်လိုက်လိမ့်မယ်လို့လူပိန်တွေးတွေးခဲ့ကြတာပါဒူးဖို့ယူတီလိုက်တဲ့ဟာဒီစီမိုရဲ့ထူးခြားတဲ့ပြစ်ခတ်မှုဆွေးရည်တွေကိုတတိထားမိခဲ့ပါတယ်စစ်ပွဲအတွင်းမှာဆိုဗီယက်စနိုက်ပါတယောက်က450မီတာလောက်ကနေဖင်လန်လူမျိုး၄ယောက်ကိုတပ်ဖြတ်ခဲ့ပါတယ်ဒီကိစ္စကိုစီမိုကလုံးဝမကျေနပ်တဲ့အတွက် ရုရှားစနိုက်ပါသမားကိုနိုင်ယူပေါင်းများစွာရှာဖွေခဲ့ပါတယ်။နေဝင်ချိန်မှာဆိုဗီယက်စနိုက်ပါသမားရဲ့မှန်ဘလူးကနေအလဲရောင်လက်တော်ရာကသူ့ရဲ့ပုံအောင်နေတဲ့နေရာကိုဖော်ထုတ်ပေးလိုက်ပါတယ်။ဆိုဗီယက်စနိုက်ပါကလုံခြုံပြီလို့တွေးပြီးတော့မှထွက်တော်ဖို့ထားရလိုက်တဲ့အခါမှာစီမိုကပြစ်တက်လိုက်ပါတယ်။တတဲ့အနေနဲ့စီမိုဟာဒီတစ်ခါတလေ KB31 စက်တနက်ကိုကိုက်ဆောင်ပြီးတော့မှအဖွင့်ငယ်တစ်ခုကိုခေါင်းဆောင်ခဲ့ပေမဲ့သူ့ရဲ့အဓိကအလုပ်ကတော့ဒီ PST ကိုပါတုံးပြီးတော့မှစနိုက်ပါသမားအဖြစ်တာဝန်ယူရတာပါ။ စနိုက်ပါပစ်တာက ကျွန်တော်ရဲ့နေစဉ်တာဝန်ပါကျွန်တော်တို့နေခင်ဘက်မှာရန်သူကိုစောင့်ကြည့်တယ်အကောင်းဆုံးပြင်ဘက်တွေကိုရှာတယ်ပြီးတော့ညာဘက်မှာကျွန်တော်အလွေတကူပြင်နိုင်ပြီးပုံအောင်နေနိုင်ဖို့ကျွန်တော်အတွက်ပြစ်ခတ်တဲ့နေရာကိုပြင်ဆင်ခဲ့ပါတယ်ညာလက်တွေနဲ့ပတ်သက်ပြီးကျွန်တော်ပျော်ရွှင်ခဲ့ပါတယ်ဆိုပြီးသူကပြန်ပြောပြခဲ့ပါတယ်တမိုင်းမှတ်တမ်းတွေနဲ့စီမိုရဲ့ကိုပိုင်စကားတွေကိုအသုံးပြုပြီးတော့မှသူတို့တီတွေကသူရဲ့စတိုင်ပါပြစ်ခတ်တဲ့နေရာအပြားပြားကိုရှာဖွေနိုင်ခဲ့ကြပါတယ်တချို့နေရာတွေဟာဆိုဗီယက်စစ်တောင်းတွေနဲ့အရင်နှိမ့်ခဲ့ခဲ့ပါတယ် ဲ့ဒီဒေတာရဲ့ဆောင်းရာသီဟာအတော်လေးကိုနေတာတူပါတယ်။တနေ့ကုန်နေရောင်ရရှိမှုက3နာရီ9နာရီလောက်ပဲကြာမြင့်ပါတယ်။အဲ့ဒီခေတုံးကမြေပုံမှတ်သားထားတာတွေရှာရှာပါပါပဲရှိပါတယ်။ဒါကြောင့်စီမိုဟာမြေပြင်ကိုဒီသူ့ရဲ့စိတ်ထဲမှာပဲမှတ်သားထားခဲ့ပါတယ်။သူကငားပေ3လက်မှဒီတနည်းအားဖြင့်160စင်တီမီတာလောက်ပဲအရက်ရှိပေမဲ့နှင်းလျှောစည်းဖနဲတွေနဲ့အမြင်အဆန်းခရီးသွားနိုင်ပါတယ်။အကအကွေအနေနဲ့ဒီကြောက်တုံးပေါ်တော့ဒါမှမဟုတ်ဒီတိပင့်တစ်ခုခုနားမှာအမြင်နဲ့ပုံအောင်နေလေးရှိခဲ့ပါတယ်။ သူရဲ့ခန္ဓာကိုယ်ကိုဖုံးကွယ်ထားနိုင်တဲ့အဖြူရောင်နောက်ခံကိုဖန်တီးဖို့အတွက်သူ့နောက်မှာနှင်းတွေကိုပုံထားခဲ့ပါတယ်။သူပြစ်ခတ်တဲ့အခါမှာနှင်းတွေက လွင်မတဲလာအောင်ဒီသူရှိကနှင်းတွေပေါ်မှာရေလောင်းချခဲ့ပါတယ်။အင်မတန်အေးတဲ့ရာသီမှာလူတွေဟာအသက်ရှူလိုက်တိုင်းပါဇက်ထေးကနေအငွေ့တွေထွက်ပါတယ်။ဒါကတော့ပါဇက်ထေးမှာရှိတဲ့အပူချိန်နဲ့အပြင်ကအေးတဲ့ပေါင်းဆက်လို့ဖြစ်လာတဲ့ရေငွေ့တွေဖြစ်ပါတယ်။ အဲ့ဒီလိုမျိုးအငွေးတွေထွက်မဲ့ဆိုရင်ငံသူကမြင်သွားနိုင်ပါတယ်ဒီတော့သူ့ရဲ့ပါဇက်ကိုအေးနေအောင်လို့နှင်းတွေကိုယူပြီးတော့ပါဇက်ထည့်ကိုထေးပြီးတော့မှငုံထားလိုက်ပါတယ်ဒီလိုကိစ္စမျိုးကိုတာမန်လူတယောက်အနေနဲ့ဆိုရင်လုံးနိုင်မှာမဟုတ်ပါဘူးသူ့ရဲ့ rifle ကမီတာ150အခေါ်မှာရှိတဲ့ပြင်မှတ်တွေကိုပြစ်ခတ်နိုင်စွမ်းရှိပါတယ်နေထွဲချိန်မှာသူကပြင်မှတ်တွေကိုရှာပါတယ်ကင်းစခန်းကနေလမ်းလျှောက်ထွက်တော့တဲ့အဆောင်ပြစ်ခတ်နေတဲ့ဆက်တဲ့သမားအဖွဲဒါမှမဟုတ်ဒီမြေကတုံးကျင်းတွေကနေဆောင်းကြီးနေတဲ့မှန်ပြောင်းတစ်ခုအကုန်ရားနိုင်တဲ့လောက်ကိုရှာဖွေပါတယ် ဘေကားမဲ့မတိတဲ့တနက်သမားကိုရှာဖွေဖို့အတွက်ဆိုဗီယက်တွေကလေးလံတဲ့အမျိုးတွေနဲ့ပြန်လေတုံ့ပြန်ပါတယ်။နေတိုင်းနှိပါကျေစံတွေပောက်ကွေတိပင်တွေကြိုကျနှင်းတွေလေသေးကိုပြန်ကျင်းနေတဲ့ပတ်ဝန်းကျင်တစ်ခုလုံးရှုပ်ထွေးနေပါတယ်။ဒါပေမဲ့မော်ဆီယာတနက်သမားကတော့ငြိမ်သက်ပြီးတော့မှဘေးအန္တရာယ်ကင်းကင်းနဲ့နေနိုင်ခဲ့ပါတယ်။တနေ့ကိုရန်သူစစ်သား9ယောက်ကနေ10ယောက်အထိတက်ဖြတ်နေခဲ့ပါတယ်။ကွာလာတိုက်ပွဲဟာဖင်လန်အတွက်အကြီးအကျယ်ဆုံးရှုံးမှုတွေနဲ့ရန်ဆိုင်ခဲ့ရပြီးတော့ဆိုဗီယက်တွေအတွက်ကတော့ပိုပြီးတော့မှဆုံးရှုံးမှုကြီးပါတယ်။ တပတ်ကိုစစ်သားတောင်းနှဲရှိဆုံရှုံခဲ့ပါတယ်စစ်ပွဲတစ်ပွဲဖြစ်တဲ့အခါမှာရန်သူစစ်သားတယောက်ကိုပြစ်ခတ်နိုင်ဖို့အတွက်ကျေစံအများအများလိုအပ်ပါတယ်ကျေစံတစ်ခုကိုပြစ်တိုင်းရန်သူစစ်သားတယောက်တည်တာမဟုတ်ပါဘူးအဆက်ပေါင်းများစွာပြစ်ခတ်ရတာပါနောက်ပြီးတော့စစ်သားတွေအနေနဲ့တနက်ပြစ်ခတ်တယ်ဆိုတာဟာရန်သူစစ်သားကိုတိုက်ခိုက်ဖို့ဆိုတာတည်းကိုကုတ်ကိုကောက်ပြေးဖို့ပြစ်ခတ်ရတာပါပရမကမ္ဘာစစ်တုံးကဆိုရင်ရန်သူစစ်သားတယောက်ကိုပြစ်ခတ်တပ်ဖြတ်ဖို့အတွက်ကျေစံ 9000ဝန်းကျင်လောက်လိုအပ်တယ်လို့စစ်ပွေးလေးလာမှုတွေကရရှိတဲ့စရင်စရားတွေကဆိုပါတယ်ဒီနေ့ခေတ်နှစ်စစ်တရာစုမှာတော့တနက်တွေကပို့ပြီးတော့မှခင်မိလာပါတယ်တခါပြေးခဲလိုက်တိုင်းမှာကျေဆံပေါင်းမြောင်များစွာထွက်တော့ပါတယ်အလိုအလျောက်စက်တနက်တွေကကျေဆံပို့ပြီးကုန်စင်ပါတယ်ကျေဆံပေါင်းတသိန်းလောက်အထိကိုတုံးလာရပါတယ်ဒါပေမဲ့ဒုတိယကဘာစစ်ကကျွမ်းကျင်တဲ့စနိုက်ပါတယောက်ကတော့ရန်သူစစ်သားတယောက်ကိုတက်ဖို့အတွက်ကျေဆံတေသသမား၃လုံးလောက်ပဲလိုအပ်ခဲ့ပါတယ်ပြီးတော့မှစီမိုကတာမန်ပြင်းမဲ့ရှင်ကရိယာဒီ အိုင်ယွန်ဆိုက်ကိုပဲအသုံးပြုပြခဲ့ကြတာပါမှန်ဘလူးတွေဟာအအေးလေးမှဆိုရင်မှန်တွေကိုရင်ငွေးရိုက်တယ်ပြီးရင်နေအောင်ကိုရောင်ပြန်ဟက်တယ်ပြီးတော့ခေါင်းကိုမမက်ထားဖို့လည်းလိုအပ်ပါတယ်ဒါကြောင့်ရိုးရိုးအိုင်ယွန်ဆိုက်သုံးတာကပို့ပြီးတော့မှကောင်းတယ်လို့သူကယူဆခဲ့ပါတယ်1936ခုနှစ်ဒီဇင်ဘာလ21ရက်နေ့မှာစီမိုဟာသူ့ရဲ့စံချိန်ကိုကိုယ်တိုင်ရှုတ်ဖြတ်လိုက်ပါတယ်တရက်တိမှလည်းရန်သူစစ်သား25ယောက်ကိုတပ်ဖြတ်နိုင်ခဲ့တဲ့အတွက်ပါ အဲ့ဒီအချိန်ထိအတီးပြူးပြီးတက်ဖြတ်မှုကစစ်သား138ရောက်ရှိခဲ့ပါပြီ။တစ်ဖြည်းဖြည်းနဲ့လည်းသူ့ရဲ့နာမည်ကကြော်ကြားလာခဲ့ပါတယ်။ဆိုဗီယက်တွေကသူ့ကိုဗေလာယာစမက်ပေါ်တော်ဒီအဖြူရောင်တင်မင်းလို့နာမည်ပြောင်းပေးခဲ့ပါတယ်။ပထမကတော့ဒါကအသက်အန္တရာယ်ရှိတဲ့နှင်းဖုံတဲ့စစ်မြေပြင်ကိုရင်ညွှန်းခဲ့တာပါ။မကြခင်မှာပဲအဲ့ဒီစကလုံးဟာစီမိုကိုတိုင်ကိုရင်ညွှန်းလာခဲ့ပါတယ်။စီမိုဟာသူ့ရဲ့တီးကြတဲ့လက်နက်နဲ့ရန်သူစစ်သားတွေကိုဆက်လက်ပြီးတော့မှတက်ဖြတ်ခဲ့ပါတယ်။ဇန်နဝါရီလကုန်မှာတော့169ရောက် ဖေဖော်ဝါရီလလေးမှာ216ရောက်ကိုတက်ဖြတ်ခဲ့ပြီးတော့မှအတိမပြူရသေးတာတွေကတော့အများကြီးရှိပါသေးတယ်။ဒါပေမဲ့တန်နီတော်ကတေရှာဆောင်ကြီးလေးလာနေခဲ့ပါတယ်။သူတို့ကပြန်လေစူးစိပြီးတော့မှစင်းမျက်နှာအနှံ့မှာကြီးမားတဲ့တိုက်ခိုက်မှုအသေးတစ်ခုကိုစတင်ခဲ့ပါတယ်။ဖင်လင်လူမျိုးတွေဟာရေရင်ပေမဲ့လူအင်အားနေပါလာနေခဲ့ပါတယ်။မန်နာဟင်းခံစည်းကြောင်းကလည်းပြိုကွင်းနေခဲ့ပါတယ်။ကွာလာဘက်မှာလည်းအားနေလာခဲ့ပါတယ်။ဆိုဖီယာရဲ့အမတ်128တနက်ကైတန်မာကတောင်ဘက်မှာထိုးဖောက်ပြီးတော့မှ ်ဥလစ်မရေအိုင်ကိုရောက်ရှိခဲ့ပါတယ်။ဒါကိုတင်ပြတိုက်ခိုက်ဖို့အတွက်စီမိုရဲ့တပ်ရင်းဟာမြောက်ဘက်ကနေရွှေ့ပြောင်းခဲ့ပါတယ်။မလာရှောင်းရင်းဒီမှာကျွန်တော်တို့ထပ်မံတိုက်ခိုက်ခဲ့ကြပါတယ်။ကျွန်တော်တို့ဟာမီတာ300လောက်ကြည်တဲ့ရှွန်နွင်ပြင်ကိုဖျက်ပြီးတော့မှရန်သူရဲ့နေရာတွေတိကိုထိုးဖောက်ဝင်ရောက်ခဲ့ပါတယ်။ဆိုဗီယက်တွေကစုခေါ်တော်ပေမဲ့တချို့ကကျွန်တော်တို့ရဲ့အရှိန်ကိုရှော့ရှာဖို့အတွက်နောက်မှကျန်နေခဲ့ကြပါတယ်။ရုတ်တရက်မီတာ90ကနေ100လောက်အကွက်အဝေးကနေတနက်တန်တွေထွက်လာပါတယ်။ ကျွန်တော်ရဲ့ပါဇက်ထင်းထိတ်လန့်စရာအတန်ထွက်ပေါ်လာပြီးတော့မှတတိလေးတော်ခဲ့ပါတယ်ဆိုပြီးတော့မှစီမိုကပြန်ပြောခဲ့ပါတယ်ကျေစံတစ်ခုကစီမိုရဲ့ဘေဖန်မေယိုကိုဖျက်ဆီးတော်ပြီးတော့မှတော်တွေကိုကြိုးတော်စီခဲ့တာပါသူကကြောင်းမဲ့ဖွေကောင်းတဲ့တရားကြောင့်လေးကြတော်ခဲ့ပါတယ်သေပြီလို့ထင်မဲ့ခံရပြီးတော့မှသူ့ကိုအေးခင်းနေတဲ့အလောင်းပုံပေါ်မှာတည်ထားခဲ့ပါတယ်နောက်ပိုင်းမှာသူ့ရဲ့ရေးပေါ်တွေကသူပြောင်းနေတာကိုတတိထားမိပြီးတော့မှလိုက်လံရှာဖွေခဲ့ကြပါတယ်သူ့ရဲ့ညီအကိုဝန်ဝေးဖြစ်တဲ့တူဘိုဟော့ကာကအလောင်းတွေကြားတွေကသူ့ကို တွေ့တော့ပါတယ်။တယောက်ယောက်ကကျွန်တော်ကိုဆွေးလှေးလိုက်တယ်။စစ်ဘက်ဆိုင်ရာအဖွဲ့ကိုခေါ်တယ်ပြီးတော့ကျွန်တော်ကိုကူညီဖို့စ조사ခဲ့တယ်ဆိုတာကိုကျွန်တော်မှတ်မိပါတယ်ဆိုပြီးတော့စီမိုကပြန်ပြောပြပါတယ်။သူတို့ကစီမိုကိုစွတ်ဖားပေါ်မှာတင်ခေါ်ပြီးတော့မှကိထုတ်တော့ခဲ့ပါတယ်။လက်တစ်ချောင်းလုံးမှာလည်းတွေးတွေစီချနေခဲ့ပါတယ်။တွေးတွေစီထွက်ပြီးတော့မှအသက်ရှူနိုင်ဖို့အတွက်သူကဘိုင်းမှောက်ပြီးတော့မှလှေးလိုက်ပါတယ်။မီတာ300လောက်အထိတတိရှိနေခဲ့ပြီးအဲ့ဒီနောက်မှာတတိလေးတော့ခဲ့ပါတယ်။ဒီခုနှစ်ရက်ကြာပြီးတဲ့နောက်စစ်ပွဲပြီးဆုံးတဲ့နေ့ဖြစ်တဲ့ မက်စလာစစ်သုံးရက်နေ့မှာတတိပြန်နေလာခဲ့ပါတယ်သူကတပည့်ကြတတိမင်မျောနေခဲ့တာပါကိုစစ်ရှိရကြပြီးចောင်းမဲ့ဖွေကောင်းတဲ့စစ်ပွေးចောင်းဒံရရရှိခဲ့ပြီးတဲ့နောက်စီမိုဟာငြိမ်သက်တဲ့ຫນွေဥကာလာနေ့တနေ့မှာမျက်လုံးတွေကိုပြန်ဖွင့်နိုင်ခဲ့ပါတယ်သူရဲ့မေယိုးကိုပြန်လေပြန်ဆင်ဖို့အတွက်နှစ်ပေါင်းများစွာကုသမှုနဲ့ခွေစိမ့်မှု26ကြိမ်လုပ်ခဲ့ရပါတယ်သူမျက်နာကပုံပြက်ပန်းပြက်ဖြစ်နေခဲ့ပေမဲ့သူလုံးဝပြန်လေပြီးကျန်းမာလာခဲ့ပါတယ် တကယ်မရောက်အသက်မပြောင်တဲ့စီမိုဟေဟာကဒီစစ်ပွဲကြီးပြီးသွားတဲ့နောက်မှာအမျိုးသားသူရဲကောင်တူဦးဖြစ်လာခဲ့ပါတယ်။ဖင်လယ်ရဲ့ခုခက်တော်လှန်မှုတင်ကြတာအဖြစ်ရှီမြင့်ခံရပြီးတော့မှလေစားခံခဲ့ရပါတယ်။ဒါပေမဲ့သူ့ရဲ့အရှိတော်ရိုင်ဖယ်လေးကိုတော့ဘတော်မှတင်စားမတွေ့ရတော့ပါဘူး။ကော်လာမြင့်အနီးမှာပျောက်ဆုံးသွားခဲ့တာပါ။နောက်ပိုင်းမှာတော့စီမိုဟာသူ့ရဲ့ဖင်လယ်စပေးခွေးဖြစ်တဲ့ကီလီနဲ့အတူတိတ်ဆိတ်တဲ့အမေလိုက်မှုဆိုတယောက်အနေနဲ့အသက်မွေးဝမ်းကြောင်းပြုခဲ့ပါတယ်။ဘလောက်တောင်မှအသက်ပြင်းတယ်လို့ဆိုရင်ကိုစည်းဆောင်နှစ်လောက်ရောက်တဲ့အခါမှာတည်ဆုံးတော့ခဲ့ပါတယ်။ သူတည်တဲ့ခုနှစ်က2000ခုနှစ်ဖြစ်ပါတယ်။သူတက်ဖြတ်ခဲ့တဲ့စုစုပေါင်းရင်သူစစ်သားတွေဟာ942ယောက်အထိရှိခဲ့တယ်လို့ဆိုပါတယ်။ဒါကတော့လူ900လောက်ပါဝင်တဲ့ကျွန်တော်ရဲ့အပြည့်စရင်ပါ။ကျွန်တော်ကိုအမိန်ပေးထားတဲ့အတိုင်းကျွန်တော်တိုင်နိုင်သမျှလုပ်ခဲ့ပါတယ်။တခြားဖင်လန်စစ်သားတွေဟာလည်းကျွန်တော်လိုမျိုးစ조사တိုက်ခိုက်ခဲ့လို့သာဖင်လန်နိုင်ငံဆိုပြီးတော့မှရည်တည်နိုင်ခဲ့တာဖြစ်ပါတယ်။ဆိုပြီးတော့မှစီမိုကမှတ်ချက်ပေးခဲ့ပါတယ်။ဒီကနေ့မှတော့သူ့ကိုကျေလက်ကားနေလာတဲ့တာမန်လေသမားအဖြူရောင်တင်မင်းဆိုပြီး တမိုင်းတစ်ချောင်းလူအသန်းနိုင်ဆုံးစံနိုင်ပါအဖြစ်တတိယနေ့ကြပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲဒီဗီဒီယိုနဲ့ပတ်သက်ပြီးမိတ်ဆွေတီးထားတဲ့အကြောင်းအရာတွေကိုလည်း comment မှာဝင်ရောက်ဆွေးနွေးတောင်းကြည့်လို့ရပါတယ်နောက်နေ့တွေမှာလည်းအခုလိုမျိုးစစ်တမိုင်းအကြောင်းတွေကိုပြပြဆုံဆုံနဲ့ရှာဖွေတင်ဆက်ပေးနေဦးမှာမို့စောင့်မျှော်ကြည့်ရှုကြပါဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတစ်ပုဒ်မှာပြန်တွေ့ကြရအောင်ပါ